ားလုံးပဲမင်္ဂလာပါများကောင်းစံသတင်းချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကုတင်ဆက်ပေးမယ့်ရုံသံဗီဒီယိုဖိုင်ကတော့မြန်မာလူမျိုးတချို့စိတ်တက်တွေပြင်သင်းဖို့လိုအပ်ချက်တွေကိုပြောပြလာတဲ့ဦးထေးလွင်ဦးရဲ့ရုံသံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒီမှာဦးထေးလွင်ကဘလို့အကြောင်းအရာတွေကိုပြောဆိုထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေးတာတော့တော်တော်ဝေဖန်ပေးကြပါဦးခင်ဗျာအားလုံးကိုလည်းကောင်းစံသတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်အထူးသဖြင့်အခုလိုဘေးဒုက္ခကပ်ဘေးတွေနဲ့ကြုံရတဲ့အခါမျိုးမှာဥပမာရေကြီးတယ်ဗျာတအားရေတွေကြီးလာတဲ့ကပ်ဘေးကြုံရတယ်တုံးဖို့အခုလိုငလျင်ဘေးတွေဖြစ်တယ်အဲ့ဒီကမြန်မာနိုင်ငံသားတွေကတော်တော်လေးကို ကူညီရိုင်းပေးနေဝိုင်းဝန်းကူညီတတ်တဲ့အချင်းချင်းတွေဆိုတာကိုတော့မြန်မာနိုင်ငံသားတွေနေမဟုတ်ဘူးကဘာကလည်းပဲအသိမှတ်ပြုပါတယ်ဒီတယောက်တယောက်ပရာဟိတာစိတ်ရှိတာကူညီတာပံ့ပိုးတာဒါကကဘာမမကိုအဆင့်၅နေရာလောက်မှာရှိတယ် ကဘာနဲ့တိုက်လို့ရှိရင်ပေါ့နော်မြန်မာနိုင်ငံရဲ့အစင်ငါးနေရာလောက်မှာရှိတယ်မြန်မာလူမျိုးတွေကမိမိကိုယ်တိုင်စီးရဲနေတော်လည်းပဲသူတစ်ပါးကိုမရှိရှိရာကူညီတဲ့အလေ့ကျင့်တွေဒါတွေကတော့ဟိုကျွန်တော်တို့လူကြီးမျိုးလုံးနဲ့ကြည့်ရင်တော့အင်မတန်မှအားရတင်တဲ့ဖို့ကောင်းပါလေအဲ့ဒီအတွက်လည်းပဲဝိုင်းဝန်းကူညီတဲ့ပုံကိုယ်တွေဒီလိုစိတ်ရှိတဲ့လူတွေအားလုံးကိုကျွန်တော်တို့ကအဲအသိမပြုရဲလေးစားတယ်ဂုဏ်ပြုပါတယ်ဒါပေမဲ့တပြိုင်နက်တည်းမှာဒီနေရာမှာနည်းနည်းပါးပါးလာကိုင်းလုံးနည်းနည်းပေါ့အများတော့မဟုတ်ဘူး ရာဂန်တော့အနေဘာတွေတွေ့ရလဲဆိုတော့အကူကြီးလာပေးတဲ့လူတွေကဝိုင်းလူလာမျိုးရာဂန်တော့နဲပါလေသို့တော်လည်းပဲဒါတွေကိုထည့်ပြီးပြောထားမှဖြစ်မှာဒါတွေကိုတော့ကျွန်တော်တို့ကပြောမှရမှာအကူကြီးလာပေးတဲ့လူတွေကိုဝိုင်းလူလာမျိုးပြီးတော့ကိုကရထားပြီးပြီနောက်တစ်ယောက်ကမရသေးဘူးဆိုရင်လည်းကိုချင်းစာစိတ်မရှိတဲ့လူမျိုးတွေရာဂန်တော့နဲနဲတွေ့ရတယ်ငါပဲလိုချင်တယ်ငါပဲလိုချင်တယ်ငါပဲလိုချင်တယ်ဆိုတဲ့စိတ်မျိုးတွေလည်းနဲနဲပါပါတွေ့ရတယ်နောက်တစ်ခုက ပေးလိုက်တဲ့အကူအညီကိုဖျက်ဆားတဲ့အလေးအကျင့်တွေဒါတော့ကျွန်တော်ယာကန်လို့မမှတ်တတ်ဘူးဒါပါကြောင့်လဲဆိုတော့ဒါကပေးတဲ့လူတွေပေါ်မှာလည်းမူတည်တယ်ဘယ်ပုံကောကဘယ်နေရာမှာဘယ်လိုလုပ်တယ်တကယ်ကိုတိတိယောက်လုပ်တယ်ပေးတင်တယ်မပေးတင်ဘူးဆိုတာကတော့ကိုပိုင်အလေးအကျင့်တွေကိုပိုင်အသွေးခေါ်တွေကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့တွားမယ်ကိစ္စဖြစ်တယ်ဒါကြောင့်ကျွန်တော်ကတော့ဒီကိစ္စမှာယာကန်လို့ဘယ်လောက်လဲမမှတ်တတ်ဘူးနောက်တစ်ခုက page အတုတွေနဲ့အလူခံစားလာဒါကတော့တော်မီလောင်တော်ကြောင်လက်ခမောင်းခက်တာပေါ့ဒါမျိုးလည်းတွေ့ရတယ်ဒါကတော့ရှင်းနေမှာပဲ ဟာကိုယ့်ဟာကိုယ်ပေးတဲ့ကူညီတဲ့လူတွေကတော့စီးဆက်ပေါ့ဗျာစီးဆက်ပြီးတော့စီးဆက်တဲ့ပြီးတော့ကူညီတတ်တဲ့အလေးအကျင့်မျိုးဖြစ်လာတာလည်းပဲကောင်းတယ်အလေးအကျင့်မဖြစ်ဘူးပေါ့ဒါမျိုးတွေကိုကျွန်တော်တို့ကအဲစင်ကြရမှာဖြစ်တယ်နောက်တစ်ခုဒီဒီနေ့အဓိကပြောချင်တာကတော့အဲ့ဒီကိစ္စမဟုတ်ဘူးအဓိကပြောချင်တာကမနာလိုဝင်တိုစစ်ကျွန်တော်တို့လူမျိုးမှာတော်တော်များများတွေ့ရလားကြီးမားတဲ့မနာလိုဝင်တိုစိတ်တွေရှိတယ်။ဒါဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အမေရိကန်နိုင်ငံမှာကယ်လီဖိုးနီးယားဘက်ကမီးလောင်တယ်ဗျာ။မီးလောင်တော့မီးထဲမှာ တူတော်တော်များများပါသွားတယ်ဟိုအိမ်ပေါ့နော်ဥစားပစ္စည်းတွေပါသွားတယ်အဲ့တော့မြန်မာနိုင်ငံကလူတော်တော်များများကျွန်တော်တို့ကလည်းမြန်မာ Facebook ကိုတုံးနေတာဆိုတော့ live မှာမြင်ရတာဒီတချို့ကလည်းစိတ်မချမ်းသာဘူးကျွန်တော်ကအမှုပညာသမားလည်းမဟုတ်ဘူးအမှုပညာကိုလည်းစိတ်ဝင်စားဘူးအားကစားသမားလည်းမဟုတ်ဘူးအားကစားတွေကိုလည်းစိတ်ဝင်စားဘူးဘယ်ဘောလုံးသင်းရပါလဲကျွန်တော်မသိဘူးကျွန်တော်စိတ်ဝင်စားတာကမြန်မာနိုင်ငံကလူတွေဟာဘယ်လိုပြုပြင်ပြောင်းလဲနိုင်မလဲဘယ်လိုဘဝတွေတိုးတက်မလဲကျွန်တော်တို့မြန်မာလူငယ်တွေအားလုံးလူမျိုးစုံဘာသာစုံရှိသမျှမြန်မာနိုင်ငံထဲကလူတွေရဲ့အတွေ့အခေါ်တွေဘယ်လိုတည်ငြိမ်မလဲ ပြီးတော့ဘဝတွေကိုထူထောင်ဖို့အတွက်နီလန်းကောင်းနေဘယ်လိုစဉ်းစားမလဲဒါဘုပဲကျွန်တော်အာရုံအများဆုံးရှိတယ်အဲ့တော့အဲ့ကိစ္စပဲကျွန်တော်စဉ်းစားမိတယ်တူတော်လည်းပဲဒီမြန်မာပြည်က Facebook တွေကိုလိုက်ကြည့်တဲ့အခါမှာဆောစောကယ်လီဖိုးနီးယားကိုမီးလောင်စဉ်ကာလမှာမြန်မာနိုင်ငံကနေပြီးတော့ဟိုအရင်ခေတ်နောက်ဆုံးပြဿနာတွေတက်ပြီးတော့ပြေးလာကြတဲ့လူတွေအများကြီးပါအဲ့ဒီအများကြီးတည်းမှာအမှုပညာရှင်တယောက်ကျွန်တော်လည်းနာမည်ဟိုအမှုပညာလောကမှာမဟုတ်တော့နာမည်မမှတ်မိဘူးပြတော်တော်လေးရှမ်းတာလေအဲ့ဒီအမှုပညာရှင်တယောက်ကကယ်လီဖိုးနီးယားဘက်မှာအင်တလုံးကိုဝယ်တယ် တော့ပုတ်ခတ်တဲ့လူတွေကအတိအကျပုတ်ခတ်ကြ။သူ့ဥစ္စာပစ္စည်းနဲ့ဝယ်တာ။သူ့ပိုက်ဆံနဲ့ဝယ်တာ။ကျွန်တော်ကဘယ်လိုက်ပြီးပြောတာမဟုတ်ဘူးနော်။အဲ့ဒီအမျိုးသမီးဆိုရင်လားကျွန်တော်တို့နဲ့အယူဆအပြည့်ဆက်နေပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဂျင်ဒိုဆိုက်တက်ပြစ်စဉ်ကာလမှာသူကဂျင်ဒိုဆိုက်ကိုအားပေးခဲ့တယ်။သို့မဟုတ်ရင်ဂျင်ဒိုဆိုက်ပြုတ်လုံနေတဲ့လူတွေကိုစပိုးလုပ်ခဲ့တယ်။ကျွန်တော်တို့တွေကသူ့ရဲ့ပစ္စည်းရာပစ္စည်းကြောင်းကိုစဉ်းစားတယ်ဆိုရင်တော့မှသဘာဝကျတယ်။လူတယောက်ကပ်ပေးကြုံနေတဲ့အချိန်မှာသူ့အင်ဂျီမီးလောင်သွားပါစေဆိုပြီးတော့တင်နေတဲ့ကျွန်တော်တို့ဗမာလူမျိုးတွေ ကိုလိုက်ပြလဲကိုနည်းနည်းပါပါချစ်ဖို့လိုတယ်လူတယောက်ကကပ်ပြီးထဲမှာပါသွားပါစေလောက်ထိစုကြောင်းတယ်မေတ္တာပို့တယ်တင်စာတိုက်တယ်ဆိုတော့ဒါမသိတော့ဘူးဒါကအင်မတန်မှအတွင်းစိတ်ကိုကြည့်တော့မနာလိုစိတ်ကြီးတာကိုတွေ့ရတယ်အကိုအဲ့ဒီအမျိုးသမီးကတိုင်းပြည်အာဏာကိုသိမ်းပြီးတော့အုတ်ချိုးလိုတိုင်းသူပြည်သားကိုဖိနှိပ်ထားလို့ okay ဒါဆိုဒါတော့ဒီလက်ခံတယ်သူ့ဟာသူလာတဲ့နိုင်ငံသားမှာသူ့ဥစ္စာပြည့်စုံတဲ့သူသူအလူခံစားတာလည်းကျွန်တော်မကြဘူးဘူးအလူခံတဲ့အုပ်စုတွေကတော့မပါဘူးတို့တော့သူ့ရင်ပြည့်စုံသွားပါစေဆိုပြီးတော့ မေတ္တာပို့နေတဲ့လူတွေရှိတယ်ဒါကကြီးမားတဲ့မနာလိုစိတ်မြစ်စရိယာစိတ်ဒါကျွန်တော်တို့အာရဘီလိုပြောရင်ဟာဆတ်လို့ခေါ်တယ်အဲ့တော့မြန်မာနိုင်ငံကလူတွေမှာအဲ့ဒီအချင်းစရိုက်တွေနည်းနည်းတွေ့ရတယ်အဲနည်းနည်းမဟုတ်တော်တော်များများတွေ့ရတယ်ဗျာဒါကလူမျိုးစုံဘာသာစုံမှာလူတစ်ယောက်တိုးတက်လာပြီဆိုရင်မနာလိုဖြစ်ပြီလူတစ်ယောက်တိုးတက်လာပြီဆိုရင်မနာလိုဖြစ်ပြီအဲ့ဒီစိတ်ဒီလူတစ်ယောက်ကငါကလေးကသူ့ကလေးလောက်ပညာမတတ်ရကောင်းလားလို့မနာလိုဖြစ်တယ်သူ့ကလေးပညာတတ်တာကိုကိုက appreciate လုပ်ရမယ်ဂုဏ်ပေးရမယ် ကိုယ်ကလေးကိုလည်းသူ့ကဲ့သို့တိုးတက်အောင်သွန်သင်ဆုံးပါမယ်မနာလိုပြစ်စရာမလိုဘူးအဲ့ဒီမနာလိုစိတ်တွေကြောင့်ကျွန်တော်တို့တိုက်ပြီးပြစ်စင်းနေတာအခုကျွန်တော်ငလင်ပေးမှာကုရပန်းကြောင့်တွေ့ရတယ်ဗျာကျွန်တော်ကတော့တောကရှိတယ်မြန်မာနိုင်ငံသားတွေဘယ်လိုလုပ်မလဲဒုက္ခပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကူညီနိုင်တယ်ဆိုတာက limit ပဲရှိတယ်ကျွန်တော်တို့ကူညီနိုင်တာအတိုင်းအတာတရားပဲရှိတယ်ကျွန်တော်တို့လည်းမြောက်များစွာကူညီတဲ့လူတွေရှိနေတယ်တွေ့နေရတယ်တိန်းထောင်နဲ့တောင်းနဲ့ရှိပြီးတော့ကူညီတဲ့လူတွေတွေ့နေရတယ်အပရိချီယိတ်လုပ်တယ်ဝင်းတာတယ်ဒါပေမဲ့ဘယ်သူပဲကူညီကူညီ ကူညီနေခြင်းရာ limit ပဲအတိုင်းတာတရားပဲ dead body တွေရုပ်အလောင်းတွေကိုဆွဲထုတ်မယ်အသက်အသက်ရှင်တဲ့လူတွေကိုလည်းအသက်ရှင်လို့ကဲမယ်လောလောဆယ်ယာယီကျွေးမယ်မွေးမယ်စောက်ချောက်မယ်အားပေးစကားပြောမယ်ဒါကကာလတစ်ခုနဲ့ limit ပဲဖြစ်မယ်အဓိကကမိမိကိုမိမိကုန်ထားရမယ်မိမိကိုမိမိယုံထားရမယ်မိမိကိုမိမိတည်ဆောက်ရမယ်ဒီစိတ်ကအရေးကြီးတယ်အဲ့လိုဆုံးဖြတ်ချက်ကိုကျွန်တော်တို့ဆုံးဖြတ်နိုင်မှုလို့ငါလည်းရင်တစ်ခါလုပ်တယ်အဲ့ဒါကိုအကြောင်းပြပြီးတော့ငါရဲ့သားစဉ်မျိုးဆက်ကိုကဘာကြီးကလာကျွေးရမယ်လို့ဘယ်သူကတာဝန်ယူရမယ်လို့ဆိုစိတ်မျိုးကမသိတော့ဘူး ဒါမျိုးလဲလူကောင်းတွေကတော့ဒါမျိုးစိတ်မထားပါဘူး။ဒါကျွန်တော်ကဟိုကုညီနေတဲ့လူတွေဘက်ကလည်းလက်မဲ့ပဲပြောတာ။ဆိုတော့ထားပါတော့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့စောစောလုံးကကျွန်တော်ဒီမှာတွေ့နေရတယ်ဗျာ။အမှုပညာရှင်တွေအမှုပညာရှင်ကောင်းမလေးဘယ်သူလဲကျွန်တော်ဟိုဖြူဖြူထွေးနောက်တစ်ယောက်ကခိုင်မင်းဝေသူတို့သွားကုညီကြတယ်။သွားကုညီတော့ကျွန်တော်တို့ကဝင်းတာပေးရမှာ။ဩသူတို့ကုညီတယ်။ဘယ်သူ့ကိုပဲကုညီကုညီမြန်မာနိုင်ငံသားတရားတော့သူတို့ကြောင့်အကူညီရတယ်။အဲ့ဒီမှာလက်မဲတို့ နောက်ွယ်ကဘသူကစပွန်ဆာတို့ဘာတို့ဆိုတာအင်မတန်မှကျွန်တော်အမြင်ကတော့ဒါအင်မတန်အောက်တန်းကြတဲ့တိုက်ကွက်လို့မြင်တယ်မနာလိုစိတ်ကြီးတာမင်းကလေးကြီးနောက်မင်းကလေးတယောက်ကတဘာဝအရောက်မင်းမိမတွေကစိတ်တဘာဝအရောက်အတင်းပြောတယ်လက်ခံလို့ရသေးတယ်ယောက်ျားကြီးမကြီးတွေကိုယ်တိုင်ကအတင်းပြောနေတယ်မနာလိုစိတ်တွေကြီးနေတယ်အဲ့တော့သူတို့သွားကူညီနေတယ်သူတို့နောက်ကလက်မဲ့ရှိရင်ခမရတို့လက်ဖြူကြီးဆိုတဲ့ကိုကိုကိုခံယူထားတဲ့လက်ဖြူအုပ်စုကသူတို့လက်ပို့ပြီးကူညီနိုင်အောင်စူးစမ်းပေါ့ ါဒုက္ခကြောင့်နေတဲ့ကာလမှာကုနေကြတာကိုကကိုလက်ဖြူလို့ခံစားတယ်သူများလက်မဲ့ဟုတ်တယ်နောက်ကစပွန်ဆာနဲ့ဗာနဲ့ဟုတ်ပြီကောင်းပြီသူတို့လက်မဲ့အုပ်စုက3000လောက်ကုနေတယ်ဆိုရင်ခင်ဗျားတို့က3000လောက်2000လောက်ကုနေအောင်ကြိုးစားပေါ့လက်ဖြူတွေကကောင်းမှုကောင်းမှုမှာပြိုင်ဆိုင်ပေါ့အဲ့စိတ်မျိုးမရှိဘူးလူတစ်ယောက်ကတအားဟိုပေါ့နော်ကုကုစကားနဲ့ပြောရင်တော့ဆယ်လီဖြစ်လာရင်နောက်တစ်ယောက်ကမနာလိုဖြစ်နေတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအစွန်းတစ်ခုတော့ချောင်းရမယ်။ကုညီနေတဲ့လူတွေကို appreciate လုပ်ရမယ်။ကုညီတဲ့ကုညီနေတဲ့လူတွေကိုအသိမှတ်ပြုရမယ်။ အသိမှပြုလာတဲ့ဘောင်ကျော်ပြီးတော့နိလန်းကာလာပုံကိုရေးရှိမြောက်တာမျိုးဒါကကာယကံရှင်ကိုစိတ်ပိုက်ဆိုင်ရာပြစ်စီစေတယ်စိတ်ပိုက်ဆိုင်ရာဘဝင်မြင့်စေတယ်ဒါကိုတော့ကျွန်တော်တို့လည်းထိရမယ်တစ်ဖက်ကအဲမြောက်နေတဲ့လူတွေကလည်းလူတယောက်ရဲ့ကုညီမှုကိုကျွန်တော်တို့က appreciate လုပ်ရမယ်အသိမှပြုရမယ်ဘောင်ထားရမယ်တစ်ဖက်ကလည်းပဲလူကိုကမတင်နိုင်ရင်ငါလူမဟုတ်လို့တခြားလူကြောင့်ကုညီတယ်ဆိုရင်တော့မှဒီလိုအချိန်ကာလမျိုးမှာစိတ်ထဲမှာထားရမှာဖွင့်ပြီးတော့မနာလို့ဖြစ်နေတယ်ဆိုတော့နှစ်ဖက်ကအဆုံးနှစ်ဖက်မှာရှိနေတယ် အဲ့ဒီအစုံတစ်ဖက်မှာရှိတဲ့လူတွေကတနေရာတဲ့နိုင်ငံတွေဖြစ်တော့မြန်မာနိုင်ငံဆိုရက်အရက်ဒေသကိုစဉ်းစားနေကြတာအဲ့ဒီမြန်မာနိုင်ငံဆိုရက်အရက်ဒေသကိုစဉ်းစားပြီးတော့နောက်ထပ်မျိုးဆက်တွေကိုဘယ်လိုဖွင့်ပြမလဲလို့စဉ်းစားနေကြတာဒီအစုံတစ်ဖက်စိတ်ကဘယ်လိုမှမအောင်မြင်နိုင်ဘူးပြန်ဖြစ်ကြမယ်စကားများကြမယ်ပုတ်ခတ်ကြမယ်စကားတွေလွန်လာမယ်တကယ်တမ်းပြဿနာတစ်ခုကိုပူပေါင်းဖြေရှင်းရမယ်အခါမျိုးမှာတယောက်တယောက်မျက်နှာမကြည့်နိုင်ဖြစ်မယ်နော်ဘာကြောက်မနာလို့စိတ်တွေကြီးနေတာလဲဆိုတာကကိုယ့်အကူပြန်စဉ်းစားရမယ် ကျွန်တော်တို့အပြင်ကလူရတော့မြင်းတယ်ဘာကြောက်မနာလို့စိတ်ကြီးနေတာလဲနံပါတ်1လောဘကြီးတယ်လောဘအင်မတန်ကြီးတယ်မနာလို့စိတ်ဖြစ်တဲ့လူတွေပြောတာနော်ကူညီနေသောလူများကိုပြောတာမဟုတ်ဘူးမိမိမှာရှိတာလေးကိုချချွေးတဲ့လူမျိုးကိုပြောတာမဟုတ်ဘူးအဲ့လိုလူမျိုးကတော့မနာလို့မဖြစ်ဘူးမိမိကလည်းမကူညီဘူးကူညီလို့စိတ်လည်းမရှိဘူးကိုကကူညီစရာဆောင်ပြီးတော့ဖောက်ထုတ်တဲ့လူတွေအများကြီးရှိတယ်တော်တော်ကို ရုပ်ပြည့်စင်ပြည့်ကိုရှိနေတယ်ဆိုတော့ဒါမျိုးတွေကိုကျွန်တော်တို့ကပြင်ရမယ်အဲ့တော့ ကျွန်တော်လည်းပြောရင်ပြောပါမင်းကဘာဆရာကြီးလုပ်တာဟုတ်တယ်ဒါပြင်ကိုပြင်ရမှာဆိုတာဆရာကြီးလို့ကျွန်တော်အသက်ရွယ်နဲ့နောက်ထပ်လူငယ်တွေကိုကျွန်တော်တာဝန်ရှိတယ်လို့ကျွန်တော်နိုင်တယ်လို့ပြောဖို့ကျွန်တော်တာဝန်ရှိတယ်မုန်းငင်မုန်းပါစေခင်ဗျားလို့မုန်းလို့ဘာမှမဖြစ်ဘူးကျွန်တော်မကြခဏပြောတယ်ခင်ဗျားတို့တတိုင်းပြီလို့မုန်းလို့ဘာမှမဖြစ်ဘူးဥဒင်းတွေပဲ့မသွားဘူးဒါပေမဲ့ခင်ဗျားတို့ကောင်းစားဖို့လိုတယ်ခင်ဗျားတို့ရဲ့သားစီမိဆက်ကောင်းစားဖို့လိုတယ်ခင်ဗျားတို့ရဲ့ကလေးတွေကခင်ဗျားတို့ကိုကြည့်နေတယ်အဲ့ဒီလူတွေကအော်ငါအဖေကဘယ်လိုစိတ်ထားလဲငါဦးလေးကဘယ်လိုစိတ်ထားလဲငါအမေကဘယ်လိုစိတ်ထားလဲဆိုတော့မျက်လုံးမှာတောက်တောက်ကြည့်နေတယ်ကိုရှိကမနာလို့ဖြစ်တဲ့တော့ စိတ်ဓာတ်များကလေးတွေကိုမကူးစေပါနဲ့ကိုရှိရာပုံကိုယ်ရေးကိုယ်ခွဲထားသောစိတ်ဓာတ်များလူကလေးတွေကိုမကူးစေပါနဲ့အဲ့ဒီအဆုံးနှစ်ဘက်ကိုချောင်းမို့လို့လေအဲ့ဒီအဆုံးနှစ်ဘက်ကိုမချောင်းနိုင်ရင်ကျွန်တော်တို့ဒီနိုင်ငံကတိုးတက်ဖွံ့ဖြိုးမှုမရှိဘူးဒီနိုင်ငံလို့ကျွန်တော်ပြောနေတာကကျွန်တော်ကလေးတွေအတွက်ပြောတာမဟုတ်ဘူးရိုးသားသားပဲကျွန်တော်ကလေးအားလုံးအမေရိကန်မှာတို့မြန်မာနိုင်ငံလက်ပြန်မှာမဟုတ်ဘူးတို့ဒီမှာကြည့်တာဒီမှာဒီရဲ့တဘာဝနဲ့တို့ပြောင်းမှုသွားပြီအသားကျသွားပြီဗမာပြည်ကိုမတော်ဆပြိုင်နေတော့မှအလဲ90ပဲတို့သွားကြမှာ ဲ့တော့ကျွန်တော်တို့ကသွားကဖြစ်ပေးနေတာကကိုမွေးခဲ့တော်တိုင်းပြည်ကိုလူမျိုးဒီလူမျိုးတွေတင်းတင်းမြတ်မြတ်နဲ့ကောင်းကောင်းမွန်မွန်နဲ့ဘယ်လိုကျိုးတယ်မလဲ။အားကြောင့်လဲဆိုကျွန်တော်ထိုင်းကိုထွက်လာတော့လည်းပဲမြန်မာလူမျိုးတွေကိုကူညီနေရတယ်။အမေရိကန်ကိုထွက်လာတော့လည်းမြန်မာလူမျိုးပေါ့မြန်မာစာကိုကူညီနေရတယ်။မြန်မာကိုလက်ရှိစီကူညီနေရတယ်။ဘာကြောင့်ကူညီရလဲဆိုတော့အော်ဒီကလေးတွေကအနာကရှိတယ်။ဒီကလေးတွေတိုးလက်ဖို့လိုတယ်။ဒီကလေးတွေတိုးလက်သွားမှသူတို့ကသူတို့မိဘတွေကိုပြောပြနိုင်မယ်။သူတို့ရဲ့မောင်နှမတွေကိုပြောပြနိုင်မယ်။ဒါလေးကောက်စားသွားမယ်။ ။ဘာကြောင့်ကူညီရလဲ။ကျွန်တော်တို့တိုင်းပြည်စောက်ပြက်နေလို့ကူညီရတာ။အကယ်၍များမြန်မာနိုင်ငံကလာတော့ဒီအမေရိကကိုလာတော့ကလေးတွေကမြန်မာနိုင်ငံဒီအင်မတန်ရှားနာသောနိုင်ငံဖြစ်တယ်။အမေရိကကိုရောက်လို့ရှိရင်သူရင်ကော့ပြီးတော့ရက်တင်နိုင်တယ်ဆိုကျွန်တော်ကူညီစရာမလိုဘူး။ဒါချင်းနဲ့အကူအညီလိုအပ်ပြီဆိုကြတဲ့ကသူတို့ဒီစုံတရားအားနည်းချက်ရှိမယ်။အဲ့လိုအားနည်းချက်ရှိရတာကမြန်မာနိုင်ငံမှာရှိတဲ့လူအတိုင်းအဝိုင်းရဲ့အားနည်းချက်ကြီးကြောင့်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကလက်နက်များကူညီရတယ် မကူညီခြင်းတော့လို့ပြောတာမဟုတ်ဘူးခင်ဗျားတို့လူတစ်ပါးရဲ့အကူအညီကလော့အောင်မိမိရဲ့စိတ်ဓာတ်ကိုပြင်ရမယ်မိမိရဲ့ဝိရိယတွေကိုစိုက်ထုတ်ရမယ်မိမိကိုယ်တိုင်တူထောင်ရမယ်အခြားတယောက်ကိုမနာလို့ဖြစ်မှုဆိုတာအင်မတန်ကြီးကျယ်တဲ့ပူလောင်မှုပဲအခုမနာလို့ဖြစ်နေကြတာတွေ့တယ်ဘာမဟုတ်တဲ့ဟိုကိုယ့်တဲ့နှမ်းချေရအသက်အများကြီးငယ်ပါတယ်သူသူတွေးဆိုတဲ့ကောင်မလေးတွေကျွန်တော်ကသူ့ပုံကိုယ်တွေပြောလာမှမဟုတ်ဘူးနော်ကျွန်တော်သိလည်းမသိဘူးလိုင်းပေါ်မှာတွေ့တာဘာတွေ့တာလဲဆိုတော့မနာလို့ဖြစ်မှုကိုတွေ့တာ အဲ့ဒီမနာလိုဖြစ်မှုကြောင့်ကျွန်တော်ကကြားအဝင်ပြောတာဘသူ့အမှာ promote လုပ်ပေးတာမဟုတ်ဘူးမနာလိုဖြစ်တဲ့စိတ်ဓာတ်တွေကိုပြင်ဖို့ပဲပြောတာလူတယောက်ကတိုးတက်တဲ့အတွေးကောတကူကို line ပေါ်တင်လိုက်တယ် wine ပုတ်ခတ်တယ်ငါနဲ့မတူလို့ခမရလို့နဲ့တူရင်မနာလိုမှုတွေပဲကုကုံမှာပေါ့ငါနဲ့မတူလို့သူများကိုမနာလိုဖြစ်ရမယ်ဒုက္ခပေးရမယ်ဆိုရင်ခမရလို့ဒီစံပြဖြစ်အောင်လုပ်အဲ့ဒါဆိုလူတွေကခမရလို့နဲ့တူအောင်တူတူချင်းလာလိမ့်မယ် ။ကျွန်တော်တို့တွေကကိုယ့်အကူကြည့်လိုက်ဒီမျိုးစုံနဲ့လိန်စားတယ်တောင်းစားတယ်ပတ်စားတယ်ကိုိစားတယ်ကောက်စားတယ်လူလည်းကြတယ်ဂရိဖြစ်တယ်ပြီးတော့ခမားတို့နဲ့ခမားတို့နဲ့မတူရကောင်းလားလို့သူတပတ်ကိုအပြစ်ပြောတယ်။ခမားတို့နဲ့တူစေချင်ရင်ခမားတို့ကသူတို့ရဲ့ model ပြအောင်လို့သူတို့ရဲ့ sample ပြအောင်လို့ဇာတိအရာမှာဂရိတ္တစာအရာမှာစိတ်နဲ့စိတ်ထားအရာမှာလူတွေကသူ့အတူတူဓာတ်ကူးလာနေမယ်။အခုကတော့ကိုနဲ့မတူရင်ရန်သူပဲ ငါနဲ့အတွေးခေါ်မတူရင်ရန်သူပဲငါနဲ့အတွေးခေါ်မတူရင်အတွေးခေါ်ခြင်းပဲလို့ညှိမလဲသူအတွေးခေါ်မှာမှန်နေသလားငါများအတွေးခေါ်မှန်နေသလားဆိုစင်ကြုံတရားလည်းမရှိဘူးပြောလိုက်ရင်တော့မြန်မာနိုင်ငံသားတွေအားလုံးကကြည့်လိုက်တော့အင်မတန်ကြီးကျယ်တဲ့ဒါသနာတွေသူတို့ရဲ့ Facebook တွေမှာတွေ့ရတယ်အင်မတန်ကြီးကျယ်တဲ့ဒါသနာတွေရှိတယ်အင်မတန်မှဗြမစိုးတရားထွန်းကားတဲ့အဲ့တိုင်းကြီးရဟောလိုက်ကြတဲ့ဘာသာရေးနိုင်ငံရေးအကောင့်တွေဟောလိုက်စိတ်ထဲမှာတစ်ခုမှအဆင်မပြေဘူးအားလုံးပုံသွင်းနေတယ်အဲ့တော့အဲ့အရာတွေကိုပြုပြင်ဖို့အတွက် ကျွန်တော်ကဒါဒီနေ့အမုန်းခံပြီးပြောတာတခြားတယောက်ကူညီနေတယ်ဆိုရင်ကိုလည်းကူညီပါမကူညီနိုင်နဲ့မကျေနပ်နိုင်နဲ့နှုတ်ဆက်နေပါဒုက္ခရောက်နေတဲ့လူတွေတပ်ပင်းဆိုင်နေတဲ့လူတွေအဲ့လူတွေကိုဝိုင်းကူညီကူညီနေကြတာတချို့လည်းတိုးတိုးလေးလေးကူညီမယ်တချို့လည်းပေါ်တင်ကူညီမယ်အရာအားလုံးမှာတိုးတိုးလေးလေးကူညီလို့မရဘူးဒါကြီးကတပ်ပင်းဆိုင်နေတာအိမ်ပေးရလူတယောက်သမင်းကနေရင်တော့ကိုကတိုးတိုးလေးလေးသွားကူညီရမှာဘာကြောင့်လဲဆိုတော့သူ့ရဲ့လူသားဂုံတိတ်ခါသူ့ရဲ့သားသမီးတွေရဲ့လူသားဂုံတိတ်ခါအလျောက် အဲ့လိုတော့တိုးတိုးတက်ကူညီရမယ်အိမ်မေးရလူကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ချင်းမလူကြောင့်ဒုက္ခရောက်နေတဲ့ public ဖြစ်နေတဲ့ကိစ္စတကဘာလုံးသိနေတဲ့ကိစ္စတိုးတိုးတက်သွားချိန်ပြီးကူညီလို့ချင်းဈာအကောင်တွေဖြတ်စားသွားမယ်ကဲဟုတ်ပြီတိုးတိုးတက်မကူညီဘူးတကယ်တော့ကိုယ့်ချင်းလျောက်သွားကူညီတဲ့တဲ့လူတွေကြတော့လည်းပဲမှတော့နီးမျိုးစုံအပြစ်ပြောနေတယ်အပြစ်ပြောတဲ့အစိမ်းကကြော်ပြီးတော့မနာလိုဝင်တုံမှုနဲ့လောက်ကျန်ဆက်လန်းနေတဲ့သူတို့ဘာကိုတိုက်ခိုက်တယ်အဲ့တော့အဲ့လိုတိုက်ပြီးမျိုးအဲ့ဒီလို လူအဲ့လိုတိုင်းပြည်တစ်ခုမှာအဲ့လိုလူတွေကလူများစုဖြစ်ခဲ့ရင်အဲ့တိုင်းပြည်ကဘယ်လို့မှပြင်လို့မရကိုတိုင်းပြည်တိုးတက်စေချင်သလားကိုတိုင်းပြည်ကောင်းစားချင်စေချင်သလားကိုကနံပါတ်၁စိတ်ချကိုပြင်ဖို့လိုတယ်စိတ်ချပြင်ပြီးတဲ့အခါမှာအမျိုးအမြင်တွေအတွေ့ခေါ်တွေဉာဏ်ပညာတွေအကုန်ပြင်ရမယ်ဒီနိုင်ငံရေကြီးရေကြီးတယ်ဒီနိုင်ငံကလည်းရေလောက်တတ်တယ်ဒီနိုင်ငံမှာကိုကြီးတရားကောင်းမွန်တဲ့အုပ်ချုပ်သူမပေါ်သေးဘူးအဲ့တော့ဒါဆိုရင်ငါတို့ဘာလို့လုပ်မလဲ ရေကြီးတဲ့ရင်ရေကြီးတာကိုကြိုတင်ကောက်ွယ်ဖို့ဗာလိုက်စဉ်းစားမလဲငလျင်လောက်တဲ့ရင်ငလျင်လောက်တာကိုကြိုတင်ကောက်ွယ်ဖို့ငလျင်ဖြစ်လာခဲ့ရင်ဘယ်လိုအသက်နိုင်ဆုံးဘေးကင်းအောင်နေဖို့ပြင်ဆင်မလဲငါတို့မှမင်းကောင်းမရှိဘူးငါတို့နဲ့သဘောတူသောမင်းကောင်းမင်းမြတ်မရှိဘူးဆိုရင်ငါတို့ရဲ့ like ကိုငါတို့ကငါတို့ဘယ်လိုတိဆောက်မလဲကျွန်တော်အရင်နှစ်တရားလဲတုံကုံခဲ့တဲ့ခုနလလောက်ကပါစတေမာလလောက်ကအနာဂတ်ကိုပြင်ဆင်ကြဆိုပြီးကျွန်တော်နှစ်ခါသုံးခါပြောတယ်အခုလက်တာကိုထပ်ပြောကြမယ်ခင်ဗျားတို့ရဲ့အနာဂတ်ကိုခင်ဗျားတို့ပြင်ဆင်ပါစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပါ ခင်ဗျားတို့ရဲ့သားသမီးတွေကိုပြင်ဆင်ပါအဲ့တော့မှခင်ဗျားတို့ကျွန်တော်တို့ကောင်းမွန်တဲ့ community တခုကိုချမ်းခဲ့နိုင်မယ်တော့အားလုံးကအပြင်ကကူညီနေတာအားလုံးက limit ရှိတယ်မိမိကိုမိမိစူးစမ်းပါမိမိကိုမိမိတိုးတက်အောင်လုပ်ပါမိမိရဲ့စိတ်ဓာတ်များကိုပြင်ဆင်ပါမနာလို window စိတ်တွေအင်မတန်ကြီးနေတယ်ဆိုတာကိုယ့်အကူစင်ကြင်ပြီးတော့ပြုပြင်ကြပါလို့ပြောရင်ကျွန်တော်ရဲ့ဒီနေ့ live ကိုဒီကုန်းချုပ်ပါတယ်အစ္စလာမုအလัยကွမ်ဝါရမတူလာဝါဘရကာတူ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးဘေးကင်းကြပါစေကျမ်းမာချမ်းသာကြပါစေမိမိကိုမိမိအသွေးခေါ်တွေတိုးတက်ဖွံ့ဖြိုးအောင်ကြိုးစားတဲ့လူတွေဖြစ်နိုင်